မတ်လ၈ရက်နေ့ညပိုင်းသတင်းတိုင်းထုတ်လွှင့်မှုကို ပြန်လည်ပြီးတော့စတင်ပေးပါရမယ်။ဒီကနေ့ညမှာတင်ဆက်ပေးမယ့်သတင်းတွေကအကောက်ခုံမဲ့တရားမဝင်ကုန်ပစ္စည်းများနဲ့ပတ်သက်ပြီးစစ်ဆေးရန်ဖက်အံမျိုးတွေကုန်တင်ရင်ယာနဲ့ချီပြီးထိမ့်သိမ်းထားကြောင်းသိရဆိုတဲ့သတင်း။နှစ်ပတ်ဆက်တိုက်ဈေးမြင့်တက်ခဲ့တဲ့73စီဈေးနှုန်းများပြန်လည်ကျဆင်းလာဆိုတဲ့သတင်း။ တာဂိုရီယာလက်တက်ဤတိုက်လေရင်များကစေရေးလက်ကျင့်မှုအတွင်ဘုံများကို နေရာမှားရွေးကျဲချခဲ့သဖြင့်ဒဏ်ရာရရှိသူ29ဦးအထိရှိလာဆိုတဲ့သတင်းတရုတ်တိုင်းပင်နဲ့ပြည်လဲပေါင်းစည်းရေးကို ပြတ်သားစွာလှုပ်ဆောင်သွားမည်ဟုတရုတ်ဝန်ကြီးချုပ်လီချင် ပြောကြားဆိုတဲ့သတင်း2026ကမ္ဘာဖလားဖိုင်နယ်ပွဲတွင်ပွဲချိန်ဝက်ဖျော်ဖြေရေးအစီအစဉ်ပထမဆုံးအကြိမ်ပါဝင်လာမည်ဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတက်ဆက်ပေးပါပါ။ ဥစ္စာတရင်နေနဲ့အကောက်ခုံမဲ့တရားမဝင်ကုန်ပစ္စည်းများနဲ့ပတ်သက်ပြီးစစ်ဆေးရင်ဖန်မျိုးတွင်ကုန်တင်ရင်ယာနဲ့ချီပြီးထိမ့်သိမ်းထားကြောင်းသိရဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြရီမျိုးကနေတင်သွင်းတင်ဆောင်လာတဲ့ထိုင်းကုန်ပစ္စည်းတွေအနက်အကောက်ခုံမဲ့တရားမဝင်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့ဖန်အမြို့မှာကုန်တရင်ယာနဲ့ခြေပြီးထိမ့်သိမ်းထားကြောင်းဒေသခ သိရပါတယ်ပြီးတဲ့ရက်ပိုင်းကဖန်မြူနဲ့အတွင်းမှာရှိတဲ့ကိုရောင်းနဲ့ကိုတက်ဆိုင်ရာကအဖွဲ့စုံနဲ့လိုက်လံစစ်ဆေးခဲ့ရကနေတရားမဝင်အကောင့်ခေါ်မဲ့အကုန်ပြစ်စီရဲ့ များပြားတဲ့အတွက်ကြောင့်မြရီရင်နေထားတဲ့ထေပြုံငါးရင်းအနေဖန်မျိုးဘက်ကိုမောင်းနှင်လာတဲ့ကုန်ပစ္စည်းတွေပါတဲ့ကုန်တင်ရင်ကြီးရင်ငယ်မျိုးစုံကိုတက်ဆိုင်ရာကအဖွဲ့စုံတွေကိုတားဆီးစစ်ဆေးမှုတွေလုပ်တယ်။ပြီးတော့ဖန်မျိုးကကင်ပြင်းနေတဲ့အခမ်းအနားကျင်းပပြုလုပ်တဲ့တီရိကွဲမှာကုန်တင်ရင်တွေကိုထားထားတယ်။မလ6ရက်အထိကတော့ကုန်ပစ္စည်းတွေကိုဖောက်စစ်တာမျိုးမလုပ်ကြသေးဘူးလို့ပြောပါရတယ်။ နယ်စပ်ကနေကုန်ပစ္စည်းတွေကိုအခွန်အပြည့်အဝမဆောင်ပဲကုန်တယ်တွေနဲ့အေဂျင့်တွေပေါင်းပြီးလမ်းကြောင်းရှင်းပြီးကုန်ပစ္စည်းတွေတည်ဆောင်ရမှာတားမြစ်ကုန်ပစ္စည်းတွေရှောက်ဖွေတွေ့ရှိခဲ့တဲ့အတွက်ကြောင့်လည်းအခုလိုကုန်တယ်ယူနေကိုတားဆီးစစ်ဆေးတာဖြစ်တယ်လို့လည်းကြားသိရကြောင်း၎င်းဒေသခံကုန်တယ်ကဆိုပါတယ်။ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ကနေတရားမဝင်ကုန်ပစ္စည်းတွေတည်ဆောင်နေကြောင်းသက်ဆိုင်ရာတရားမဝင်ကုန်သွယ်မှုတပ်ဖြတ်ရေးကော်မတီထံတိုင်ကြားမှုတွေရှိလာတဲ့အတွက်ကြောင့်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုကိုရိုင်းဦးစီးပြီးနေပြည်တော်ကစစ်စေးရေးအဖွဲ့တွေအပေါင်းဝင်ဌာနဆိုင်ရာဘောင်းဆောင်ကစစ်စေးမှုတွေလှုပ်ဆောင်နေရလို့သိရကြောင်းကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့နေဆက်သူတအုပ်ရဲ့ပြောကြားချက်တွေအရသိရပါတယ်ထိုင်းနိုင်ငံဘက်ကကုန်ပစ္စည်းတွေကိုမြောက်ရီမြို့မှာဂျူတီဆောင်မီးပါကမြောက်ရီကနေဒေါနာတောင်ကျော်လမ်းကြောင်းတက်လျှောက်ကော့ဂရိတ်မြို့အထက် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံထံဂေဂျီအမျိုးမျိုးပေးခဲ့ရကြောင်းဒါအပြင်ကွန်ကရစ်မြို့ကနေဖန်မြို့အထိ၎င်းဖန်မြို့ကနေရန်ကုန်အထိ၎င်းခေပေါင်းစုံကိုငွေကြေးများစွာပေးပြီးကုန်စည်ကူးသန်းရောင်းဝယ်နေကြရကြောင်းလည်းကုန်တယ်တွေကဆိုပါတယ်။ကင်ပြည်နယ်ဖန်မြို့နယ်အတွင်းထိုင်းနိုင်ငံဘက်ကတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုအခွန်ကိစ္စနဲ့ပတ်သက်ပြီးဖမ်းဆီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတဲ့အတွက်ကုန်တင်ရင်တွေအနေနဲ့မြရီဘက်ကနေဖန်မြို့ဘက်ကိုဆက်လက်မောင်းနှင်လာခြင်းမရှိတော့ပဲ။ လမ်းကြောင်းတွေပေါ်မှာရန်နာပြီးအခြေအနေစောင့်ကြည့်နေကြတယ်လို့ကုန်သည်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။ဆက်လက်ပြီးနှစ်ပတ်ဆက်တိုက်ဈေးမြင့်တက်ခဲ့တဲ့ဆက်သုံးစီဈေးနှုန်းများပြန်လည်ကျဆင်းလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နှစ်ပတ်ဆက်တိုက်ဈေးမြင့်တက်ခဲ့တဲ့ဆက်သုံးစီဈေးနှုန်းတွေပြန်လည်ကျဆင်းလာတယ်လို့ဆက်သုံးစီတင်သွင်းတော်လောက်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ီနေ့မလရှိရမှာထုတ်ပြန်ထားတဲ့73စီစင်းတို့တွင်မှာ92တလီတာငွေကျပ်3155ကျပ်95တလီတာ3205ကျပ်ပရီမီယာဒီဇယ်တလီတာ3330ရိုးရိုးဒီဇယ်တလီတာငွေကျပ်2690ဖြစ်တယ်လို့သိရပါတယ်မလ6ရက်မှာထုတ်ပြန်ထားတဲ့73စီဈေးနှုန်းတွေမှာ92တလီတာငွေကျပ်3230 95တလီတာငွေကျပ်3280 ပရီမီယံဒီဇယ်တလီတာငွေကျပ်3410နဲ့ရိုးရိုးဒီဇယ်တလီတာငွေကျပ်2860ဖြစ်ပါတယ်။ဒါကြောင့်73စီဈေးနှုန်းတွေဟာ92တလီတာ85ကျပ်95တလီတာ85ကျပ်ပရီမီယံဒီဇယ်တလီတာငွေကျပ်80ရိုးရိုးဒီဇယ်တလီတာငွေကျပ်80ကျဆင်းခဲ့တာဖြစ်ပါတယ်။73စီဈေးနှုန်းတွေဟာအပတ်စဉ်တောက်ကြနေမှာဈေးနှုန်းအပြောင်းလဲရှိကြောင်း73စီတင်သွင်းတူလောင်ဖြံပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ တောင်ကိုရီးယားလေတပ်ဤတိုက်လေရင်များကစီးရဲလေးချင်းမှုအတွင်ဘုံများကို နေရာမှားတွင်ကျဲချခဲ့သဖြင့်ဒဏ်ရာရရှိသူ26ဦးအထိရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားလေတပ်ရဲ့တိုက်လေရင်တွေကစီးရဲလေးချင်းမှုအတွင်ဘုံတွေကို နေရာမှားတွင်ကျဲချခဲ့တဲ့အတွက်ဒဏ်ရာရရှိသူ26ဦးအထိမြင့်တက်လာခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဒဏ်ရာရရှိသူတွေထဲမှာအရက်သား15ဦးနဲ့စစ်သား14ဦးပါဝင်တယ်လို့ဆိုပါတယ်။ တောင်ကိုရီးယားရဲ့တိုက်လေယာဉ်20ဟာမလ6ရက်ကပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုအတွင်းအရဲသားတွေနေထိုင်တဲ့မြို့ပေါ်ကိုဘုံရှင်လုံးကိုမှားယွင်းစွာကျဲချခဲ့မိတာဖြစ်ပါတယ်။မြောက်ကိုရီးယားနယ်စပ်ရဲ့တောင်ဘက်25ကီလိုမီတာ16မိုင်အကွာအဝေးမှာရှိတဲ့ဖိုချန်မြို့မှာဒေသစံတော်ချိန်မနက်09:00နာရီဝန်းကျင်ကထိဖြစ်ရဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အရဲသားတွေကိုထိခိုက်စေခဲ့တဲ့အခုလိုမရည်ရွယ်ပဲမှားယွင်းပြီးဘုံကျဲချမှုအတွက်အယံဝန်းနေမိပါတယ်။ ထိခိုက်ဒဏ်ရာရသောသူတွေအလေးအမြန်ပြန်လည်တက်တာပါစေလို့ဆုတောင်းပေးပါတယ်လို့တောင်ကိုရီးယားလေတပ်ကအစိုးရခန်းစာထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာဒဏ်ရာရရှိသူတွေအနက်9ဦးဟာဆေးရုံတင်ထားရပြီး2ဦးဟာဒဏ်ရာပြင်းထန်ကြောင်းကာကွယ်ဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်တိုက်လေနှစ်စင်းပေါ်ကနေကျဲချမိတဲ့ဘုံရှင်လုံးဟာပေါင်900အလေးချိန်ရှိတဲ့ MK82 ဘုံတွေဖြစ်တယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါရယ်ဘုံတွေမာရင်ကျဲချခဲ့တဲ့တိုက်လေရင်တွေဟာလေတပ်နဲ့ကြီးတပ်တို့ပါဝင်တဲ့ကြီးစစ်တွေအုံပြတဲ့ပိုးရဲစည်ရဲလေးချင်းမှုမှာပါဝင်တဲ့လေရင်ဖြစ်တယ်လို့လည်းလေတပ်ကပြောပါရယ်တောင်ကိုရီးယားဟာ4ချန်မြို့မှာမလ6ရက်က အမေရိကန်နဲ့ဂျင်းစစ်တွေအုံပြုတဲ့ပူးရဲစီရေလေးချင်းမှုတွေကိုပြုလုပ်ခဲ့ကြောင်းယွန်ဟတ်သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။အာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုမပြီးမချင်းစီရေလေးချင်းမှုကိုဆိုင်းငံ့ခဲ့ပေမဲ့ဒီဖြစ်ရကြောင့်မလဆင်ရမှာအမေရိကန်နဲ့ပြုလုပ်မဲ့ပူးရဲစီရေလေးချင်းမှုကိုထိခိုက်စေမှာမဟုတ်ကြောင်းတောင်ကိုရီးယားစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ဒီဖြစ်ရကြောင့်ဖိုတန်မြို့မှာနေထိုင်တဲ့ဒေသခံတွေနဲ့တက်ကြွလှုပ်ရှားသူတွေကစီးရီးလေးကျင်းမှုတွေကိုရပ်တန့်မှုတောင်းဆိုခဲ့ကြပါတယ်။ဆက်လက်ပြီး တရုတ်တိုင်ပင်နဲ့ပြန်လည်ပေါင်းစည်းရေးကိုပြတ်သားစွာလှုပ်ဆောင်သွားမည်ဟုတရုတ်ဝန်ကြီးချုပ်လီချင်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်တိုင်ပင်နဲ့ပြန်လည်ပေါင်းစည်းရေးကိုပြတ်သားစွာလှုပ်ဆောင်သွားမယ်လို့တရုတ်ဝန်ကြီးချုပ်လီချင်ကမလ9ရက်ကပြောကြားခဲ့ပါတယ်။တရုတ်တိုင်ပင်အရေးမှာပြည်ပရဲ့ဂျောင်းဝင်ဆွတ်ဖတ်မှုကိုစန့်ကျင်ကန့်ကွက်ကြောင်းနဲ့တရုတ်နိုင်ငံအာသစ်လောင်းမှုအခြေအနေကိုတရုတ်တိုင်ပင်ဒေသခံတွေနားလည်သဘောပေါက်စေရေးအတွက်လှုပ်ဆောင်မှုကြိုးပမ်းနေကြောင်းလီကပြောပါရယ်။ ကျွန်တော်တို့အနေနဲ့တရုတ်ရဲ့ပြည်လဲပေါင်းစည်းရေးလုပ်ငန်းစဉ်ကိုခိုင်မာစွာဆက်လက်ဆောင်ရွက်သွားမှာပါပြီးတော့တရုတ်တိုင်းပြည်မှာရှိတဲ့ကျွန်တော်တို့ရဲ့တရုတ်နိုင်ငံသားတွေကိုတရုတ်နိုင်ငံရဲ့အားသက်လောင်းတဲ့ ခုံယူစရာကောင်းတဲ့အကြောင်းတရားကိုနားလည်စေဖို့လှုံ့ဆော်သွားမှာပါလို့လီကတရုတ်လွတ်တော်ကိုတင်ပြတဲ့၎င်းရဲ့နှစ်ပတ်လည်အစီရင်ခံစာမှာရေးသားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကလီရဲ့အစီရင်ခံစာမှာထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကိုထပ်တလဲလဲပြောကြားခဲ့ပေမဲ့အရင်အစီရင်ခံစာတွေလိုမျိုးငြိမ်းချမ်းစွာဆိုတဲ့စကားလုံးကိုခြံလက်ခဲ့ပြီးပြတ်သားစွာဆိုတဲ့အသုံးနှုန်းကိုအလေးထားဖော်ပြခဲ့ပါတယ်။အခုနှစ်အစီရင်ခံစာမှာလည်းလီဟာ၎င်းရဲ့ပြီးခဲ့တဲ့နှစ်ကအစီရင်ခံစာလိုပဲအသုံးနှုန်းတွေကိုပြောင်းလဲခဲ့ခြင်းမရှိခဲ့ပါဘူး။တရုတ်တိုက်ပွဲသမရလိုင်စင်းတဲကတော့တရုတ်တိုက်ပွဲ ပြည်အရေးကိုတရုတ်တိုက်ပြည်ဒေသခံတွေကသာဆုံးဖြတ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။လိုင်ဟာတရုတ်ပြည်မကြီးနဲ့ဆွေးနွေးပွဲတွေပြုလုပ်ဖို့မကြာခဏကန်လန့်ခဲ့ပေမဲ့လည်းတရုတ်ဆိုရက၎င်းရဲ့ကန်လန့်ချက်တွေကိုပယ်ချခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့2026ကမ္ဘာဖလားဖိုင်နယ်ပွဲတွင်ပွဲချိန်ဝက်ဖျော်ဖြေအစီအစဉ်ပထမဆုံးအကြိမ်ပါဝင်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2026ခုနှစ်ကမ္ဘာဖလားဖိုင်နယ်ပွဲမှာစူပါဘောင်းပုံစံပွဲချိန်ဝက်ဖျော်ဖြေမှုကိုပထမဆုံးကြိတ်ထက်သွင်းတင်ဆက်သွားမှာဖြစ်ပြီးပါဝင်ဖျော်ဖြေမဲ့အဆိုရတွေကို Coldplay, Beatles, Rock Guitar အဖွဲ့က Fever နဲ့ပူးပေါင်းပြီးကုညီရွေးချယ်ပေးသွားမယ်လို့သိရပါတယ်။ ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်၊ကနေဒါနဲ့မက္ဆီကိုတို့ကအင်းရှင်နိုင်ငံတွေအဖြစ်ပူးရဲဆောင်ရွက်မှာဖြစ်ပြီး final ပွဲကို2026ခုနှစ်ဇွန်လ19ရက်မှာအမေရိကန်နယူးဂျာစီပြည်နယ်မှာရှိတဲ့ MetLife အားကစားကွင်းမှာကျင်းပသွားမှာပါ။အရင်ကကမ္ဘာဖလား final ပွဲတွေမှာပွဲချိန်ဝက်ဖျော်ဖြေမှုဆိုပြီးမရှိခဲ့ဘူးပါဘို့။ FIFA ဥက္ကဋ္ဌ ဂျာနီအင်ဖန်တီနိုရဲ့ကြေညာချက်အရလာမယ့်ကမ္ဘာဖလားဖိုင်နယ်ပွဲချိန်ဝက်15မိနစ်နားချိန်အတွင်းဖျော်ဖြေမယ့်အဆိုတော်တွေကိုကိုပလင်းအဖွဲ့ကောင်းဆောင်ခရစ်မာတင်နဲ့ကိုပလင်းမန်နေဂျာဖီဟာဗီတို့ကရွေးချယ်ပေးမယ်လို့သိရပါတယ်။နယူးဂျာဆီပြည်နယ်မှာကျင်းပမယ့် FIFA ကမ္ဘာဖလားဖိုင်နယ်မှာပွဲချိန်ဝက်ဖျော်ဖြေအစီအစဉ်ပထမဆုံးအကြိမ်ပါလာပါမယ်။ ဖေဖာကမ္ဘာဖလားအတွက်လည်းသမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်လာပါလိမ့်မယ်လို့ Infantino က Instagram မှာ post တင်ပြီးကြေညာထားပါတယ်။ပုံမှန် NFL ဘောလုံးပွဲတွေမှာပွဲချိန်ဝက်ဖြောပြမှုက15မိနစ်ဝန်းကျင်ကြာတက်ပြီးနောက်ဆုံး final ဖြစ်တဲ့ Super Bowl မှာ stage ဆင်ပြင်ဆင်မှုပြန်ဖြတ်မှုတွေအတွက် ွဲချိန်ဝက်တင်ဆက်မှုကိုမိနစ်30အထိအချိန်ပိုပေးတက်ပါတယ်။ New Orleans မြို့မှာပြုလုပ်တဲ့အခုနှစ် Super Bowl ပွဲချိန်ဝက်တင်ဆက်မှုမှာ Rap အဆိုတော် Kendrick Lamar ကဖျော်ဖြေခဲ့ပြီးဒီထုံးလင်းမှုကို American နိုင်ငံတဝန်းကြီးစုသူ133တန်းခွဲရှိခဲ့ကောင်1993ခုနှစ်က Michael Jackson ဖျော်ဖြေစဉ်ကကြီးခဲ့တဲ့ပရိသတ်ဆန်ခြင်ကိုကြော်ခဲ့ပါတယ်။ လက်ရှိဖျော်ဖြေပွဲတွေအနက် Super Bowl ဖျော်ဖြေပွဲကအကြီးမားဆုံးဂီတပွဲတစ်ခုအဖြစ်သတ်မှတ်ခံထားရပြီးရှုပ်ထွေးတဲ့ပြင်ဆင်မှုတွေနှီးပညာတွေကြောင့်ကုန်ကျစရိတ်မြင့်မားပါတယ်။ Rihanna, Beyoncé နဲ့ Lady Gaga တို့လည်း Super Bowl မှာဖျော်ဖြေခဲ့ကြပြီးဖြစ်ပြီး Coldplay ရဲ့2016ခုနှစ် Super Bowl တင်ဆက်မှုမှာ Beyoncé နဲ့ Bruno Mars တို့လည်းပါဝင်ခဲ့ပါတယ်။လေမယုံတရဲ့မက်ရှလာရှိရနေ့ညပိုင်းသတင်းတွေကိုဒါရိုက်ထုတ်လင်းပေးခဲ့တာပါ။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။အေဂျင့်နဲ့ညတွေကိုပိုင်ဆိုင်နိုင်ကြပါသေးရှင်။